အေဘီလာ20သိန်းနေမှာတကယ်ကိုမှရန်ကုန်မြို့ကိုအခြေပြုပြီးတော့ငလင်ကြီးလာမယ်ဆိုပြီးတော့ပြည်သူတွေကိုချင်းချောက်ကဟော့ကင်းထုတ်ခဲ့တဲ့เนาะအသက်နဲ့အာမခံခဲ့တဲ့ဂျွန်ပါမစ်ရီခေါ်ဂျွန်မိုးသေးပေါ့ဗျာအသက်23နှစ်ကောင်လေးကအခုချိန်မှာတည်တန်းဆိုပြီးတော့တရင်တွေထွက်နေတာဖြစ်တဲ့အတွက်လူလူကြားမှာတော့စိုးရင်ပူပန်မှုတွေမြင့်တက်လေးရှိနေပြီးအော်အော်ကုန်ချပြီးလေးဖြစ်ပါတယ်เนาะဂျွန်မိုးသေးဟာဘာကြောင့်မလို့အခုလိုမျိုး ော့အဲ့လိုမျိုးပြည်သူတွေကိုဖျဲချောက်လိုက်တာလေးနဲ့အသက်အန္တရာယ်ထိဖြစ်သွားရတယ်ဆိုတာကျွန်တော်တို့တွေတည်တည်ချာချာစုံစမ်းတဲ့အခါမှာတော့ကျုံမိုးသေးဟာအခုတာမကနော်လွန်ခဲ့တဲ့ဒီကနေ့၃လနှစ်ကလည်းခဏခဏလူငယ်ထောင်ကို ကြားခဲ့ဘူးပါတဲ့ဗျာအဲ့ဒီချိန်တုန်းကသူကအသက်ငယ်သေးလို့နော်ဒါစစ်ကောင်စီဘက်ကနေပြီးတော့သူ့ကိုထောင်ချလို့မရဘူးဒါကြောင့်မလို့လူငယ်ထိမ့်သိရင်ကြောင်းမှာတစ်ခါမကနှစ်ခါသုံးခါလောက် ရောက်ခဲ့ဖို့ကြောင့်အတိအကျကျော်နေနေကြားသိရပါတယ်နော်ဆိုတော့အခုတစ်ခေါက်မှာတော့ခွင့်လို့ပေးလို့ကိုမရတော့ဘူးတဲ့ဗျာဂျူမိုးတက်ကအခုလိုမျိုးဟိုငလျင်တဘောပေးအနေကိစ္စနဲ့ပတ်သက်ပြီးတော့အဖမ်းခံရလို့တော့ဒီရန်ထိပါလို့ဖြစ်သွားတာလေသူကဒီဟိုဂိန်းတဲမှာငလျင်ကိစ္စအပါဝင်တချို့တော့တော့တော်လိုင်းတဖုံနေကမန္တလေးမြို့ဘလို့သိမ့်မယ်မင်းအွန်လိုင်းကဘယ်နေ့ဒီမယ်အာမင်းပြောင်းမင်းလဲဘလို့ဖြစ်မယ်စရကအစနော်ပောက်ကီယာဟိုဂိန်းထုတ်ထားတာဖြစ်တဲ့အတွက် အဘကြောင့်ကြီးမြောင်းလိုက်ကိုစော်ကားတာဖြစ်တဲ့အတွက်ဒါကသူတို့ကတည်တန်းတိနော်ဒါဟိုသင်္ကန်းစာပေးတဲ့အနေနဲ့အဲ့လိုမျိုးလူငယ်လေးတွေကိုစော်ကားလို့မရအောင်ပေါ့ဗျာသင်္ကန်းစာပေးတဲ့အနေနဲ့လို့ဆောင်းသွားမှဆိုပြီးတဲ့တိုင်းတွေကတော့ထပ်ပေါ်လာနေတယ်ဆိုတော့အင်မတန်မှစိတ်မကောင်းပါဘူးအမားလေးတစ်ခုနဲ့ကျွန်တော်တို့ဟိုတည်တန်းပေးရမယ်ဆိုပြီးတော့ပြည်သူတွေကတော့အရန်ရန်ကိုနှမျောသက်သက်ဖြစ်နေကြပြီးတော့ဟိုစစ်ကောင်စီရဲ့ခုမျိုးအဆုံးဖြတ်မှုတွေကိုအရန်ကိုသူတို့မလိုလားကြောင်းရေးသားဖော်ပြနေကြတာကိုလေတွေ့ရပါတယ်ဗျာ